စိတ်မကောင်းဖြစ်မိပါတယ်စိတ်မကောင်းဖြစ်မိပါတယ်ရင်ခုန်တရားအိမ်မမြအိမ်မမြအဲကလိုက်ဒီကဒူနံပါတ်1ဆိုပြီးတော့နောက်ကြော်ကတော့ကြော်ကြတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးအဘိဘေကောက်ယူပြီးတော့ကျွန်တော်နောက်ပိုင်းမှာအင်္ဂလိပ်လိုပြောင်းပြီးတော့ကျွန်တော်ရေးခဲ့ပါတယ်အဲစကနူးအစကတော့အဲဒီကြော်ဆိုတဲ့နာမည်ဖြစ်ဒီလာတာကတော့ဥတော်ဒီဝေကြီးရေးပြီးခဲ့တာပါ ေးဆရာဆိုတာလည်းဦးလေးပြူဦးလေးပြူအောင်မြင်ခဲ့တယ်ရေးပေးခဲ့တဲ့တေးဆရာကြီးလည်းဖြစ်တယ်အဲ TY ဆိုလို့ရှိရင်လည်းမက်ဒယ်ဇုံနဲ့ကျွန်တော်အတန်သွင်းခွင့်ရခဲ့တယ်ဆိုတော့ကျွန်တော်တော့အဲ့ဒီအချိန်တွေတော့ကတော့ကျွန်တော်မျှော်လင့်ချက်တွေအတွက်ကျွန်တော်အားလည်းရှိပြီးတော့ပြောခဲ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်နဲ့တွေ့ဆုံခဲ့တာကတော့ကျွန်တော်ဒီ producer ရတဲ့အခါမှာကျွန်တော်ခွေအတွက် producer ရအဲတချင်း producer ရတဲ့အခါမှာ producer က ကျွန်တော်ပြောပြတယ်ပေါ့နော်ဒီညီလေးဆိုရမယ့်တခြင်းတွေကဥတော်ဒီဝေကြီးတဲ့တခြင်းငါးဘုတ်ကျွန်တော်ငါးဘုတ်ခဲလေးငါးဘုတ်ဆိုပြီးတော့အဲ့လိုသတ်မှတ်ထားပါတယ်ပြီးတော့မှနောက်ပြီးတော့မှအားလုံးဥတော်ဒီဝေကြီးပဲရေးမယ်တကူတော်ဥတော်ဒီဝေပဲရေးပြီးတော့ကျွန်တော်တယောက်တည်းတကူတော်ဖြစ်သွားပြီးတော့ခဲလေးမပါတော့ဘဲနဲ့ကျွန်တော်တယောက်တည်းတတ်ထုကဲအလွန်ဆိုပြီးတော့ကျွန်တော်အဲ့ဒီကြောအတီဆိုခွင့်ရခဲ့ပါတယ်အဲ့မှာဥဝေကြီးနဲ့ကျွန်တော်နဲ့စပြီးတော့ စုံစည်းပြီးခဲ့ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မှတ်မှတ်ရဖြစ်တာဆိုလို့ရှိရင်တော့ဦးလေးကြီးဆိုခဲ့တဲ့အိမ်သမီးရဲ့ထားသချင်းရဲ့အကောင်းဆုံးသချင်းရဲ့နောက်ပြီးတော့အခါလုံးလေးဈေးများပေါ့အခါလုံးလေးဈေးများတော့ကုဘိုးကျော်ဆိုတာပေါ့နော်အခါလုံးလေးဈေးများတော့အဲအဲ့အဲ့ဒါတော့သချင်းဟောင်းနောက်ပြီးတော့သချင်းအစ်စ်ငါးဖို့ကိုကြတော့ကျွန်တော်စိတ်ကြိုက်ရွေးခိုင်းပါတယ်။ရွေးပေးပြီးတော့မှကျွန်တော်ကြိုက်တဲ့ဟာကိုမှသူရေးပေးခဲ့တာပါ။အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်ကတော့ပျော်တာပေါ့နော်။အခွေလေးထွက်ခွင့်ရတော့မယ်။ အချင်းနေစိုးခွင့်ရတော့မယ်ပြီးတော့ဒီတေးဆရာဆိုတာလေဦးလေးပြူဦးလေးပြူအောင်မြင်ခဲ့တယ်ရေးပေးခဲ့တဲ့တေးဆရာကြီးလည်းဖြစ်တယ်အဲ TY ဆိုလို့ရှိရင်လည်းမေဒယ်ဇုံနဲ့ကျွန်တော်အတန်သွင်းခွင့်ရခဲ့တယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီအချိန်နေတော့မှတော့ကျွန်တော်မျှော်လင့်ချက်တွေအတွက်ကျွန်တော်အားလည်းရှိပြီးတော့ပြောခဲ့ရပါတယ် Yes at the moment you the lot in the long da and now lose my day ဟိုတချင်းလေးတွေရေးပေးပြီးတော့တချင်းလေးတွေကျွန်တော်ဟိုဒီ းဆိုလို့ရအောင်ကြောင်းမေးတာတို့အဲ့လိုမျိုးအမှတ်တရလေးတွေရှိပါတယ်ကျွန်တော်ဥဝေးအိမ်ကိုလည်းကျွန်တော်သွားလေတယ်လဲတန်းတွေကျွန်တော်သွားလေတယ်နောက်သူဆွဲတဲ့ပကြီကားတစ်ချက်ဆိုလို့ရှိရင်လည်းမက်ရှီစီကိုကျွန်တော်ကိုသွားပို့ပေးပါဆိုလို့ကျွန်တော်သွားပို့ပေးတဲ့အမှတ်တရလေးတွေရှိပါတယ်ကျွန်တော်တချင်းတွင်းတဲ့အခါမှာလည်းသူလာနားထောင်ပေးတဲ့အမှတ်တရလေးလည်းရှိပါတယ်အခု ဟုတ်ကဲ့ဟိုစိတ်မကောင်းဖြစ်နေပါတယ်စိတ်မကောင်းဖြစ်နေပါတယ်ကျွန်တော်ညီနဲ့မှာခံစားချက်ဖြစ်တာကတော့ပုံဝင်နေနေကျွန်တော်ပြောပြရမယ်ဆိုရင်တော့အဲကျွန်တော်မျက်လုံးထဲမှာကျွန်တော်တို့အမြင်မှာဆိုလို့ရှိရင်လူကြီးတယောက်လို့အသက်အရွယ်ရတယ်အသက်ကြီးပြီလို့မြင်မိပါတယ်အခုနောက်ပိုင်းဒီကာလကြားထဲမှာကြာသွားတဲ့အချိန်နဲ့ဆိုလို့ရှိရင်ပူတော်မှအသက်အရွယ်ရသွားပြီလို့မြင်မိပါတယ်အဲ့တော့အချိန်ခါရတစ်ခုကြောင့် ကွယ်လွန်ဆုံးမခြင်းတန်လို့ဆုံးမသွားတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ပါတယ်ဥဝေကြီးပေးခဲ့တာပါအဲ AD Joe ဆိုပြီးတော့အဲ့တော့ကျွန်တော်တတ်ထုတ်ခဲ့အလုံးအားတော့ကျွန်တော်ဒီမြန်မာလိုပေါ့နော်မြန်မာလို AD Joe ဆိုပြီးတော့ကျွန်တော်သုံးခဲ့ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်ကထပ်ပြီးတော့အတိတ်ပဲလေးတွေဖြည့်ဆွက်ချင်တာ ਨੇ ကျွန်တော်က A က Light D က Do နံပါတ်1ဆိုပြီးတော့နောက်ကြော်ကတော့ကြော်ကြတယ်ပေါ့ကျွန်တော်အဲ့လိုမျိုး ဒိဗေကောက်ယူပြီးတော့ကျွန်တော်နောက်ပိုင်းမှာအင်္ဂလိပ်လိုပြောင်းပြီးတော့ကျွန်တော်ရေးခဲ့ပါတယ်အဲစကနယ်ဦးအစကတော့အေဒီဂျော်ဆိုတဲ့နာမည်ဖြစ်တည်လာတာကတော့ဥတော်ဒီဝေကြီးရေးပြီးခဲ့တာပါ